ားလုံးပဲမင်္ဂလာပါခင်ဗျာ Daily Rose Community မှာကြိုဆိုပါရစေကျွန်တော်မင်းနိုင်ပါယခုသင်္ကန်းနယ်မှာကျွန်တော်ညဝေပေးချင်တာလေးက Microsoft Word မှာ Page Setup ကိုဘယ်လိုမျိုးစနစ်တကျနဲ့ချိန်ညီရမလဲဆိုတာလေးပဲဖြစ်ပါတယ်ဒီသင်္ကန်းနယ်လေးကတော့ကျွန်တော်ရေ Computer Pages Online Course လေးနဲ့ Microsoft Word Special Online Course တို့မှာသင်ကြားရတဲ့သင်္ကန်းနယ်လေးတွေကတခုလည်းပဲဖြစ်ပါတယ်ကျွန်တော်တို့ Microsoft Word ကိုအသုံးပြုပြီးတော့မှစာရိုက်တဲ့အခါမှာအလုပ်တွေလုပ်တဲ့အခါမှာပေးစတဲ့အကြောင်းကိုကျွန်တော်တို့ကမဖြစ်မနေနဲ့နားလည်ထားတင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ယခုသင်ခန်းစာလေးမှာကျွန်တော်တို့ခုချင်းလေးတွေ့ကြလေးနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ဒီမှာတော့ကျွန်တော်ခေါင်းစဉ်လေး၄မျိုးရှိတယ်ဗောနော်ပေးဆက်တယ်မှာပထမဆုံးနံပါတ်၁ကတော့ကျွန်တော်တို့ margin အကြောင်းကိုလေ့လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအားလေးကိုအရင်ဆုံးကျွန်တော်ပိတ်လိုက်မယ်နံပါတ်၁ကတော့ margin ဗောနော် margin ကိုကျွန်တော်ချိန်ကြီးဖို့အတွက်ကတော့ဒီပေါ်လေးက၄ရောက်ဆွဲ depth ကိုတားလိုက်ပါဒီ၄ရောက် depth ထဲကနေပြီးတော့မှကျွန်တော်ဒီအောက်လေးမှာပေးဆက်တဲ့ဆွဲ group လေးရှိပါတယ်အဲ့ဂရူလေးထဲမှာကျွန်တော်ဒီဘက်လေးမှာ margin ဆိုတာလေးကိုတွေ့ရပါမယ်။ margin ကိုတစ်ချက်လေးနှိမ့်လိုက်ပါမယ်။ သင်နေတဲ့ခါလီမှာကျွန်တော်ကဒီမှာအတိုင်းအတာအမျိုးမျိုးရှိပါတယ်။လက်ရှိမှာကျွန်တော်သုံးထားတာဒီမှာ normal ဆိုတာကိုကျွန်တော်တို့ကသုံးထားတာဖြစ်ပါတယ်။ကျွန်တော်သုံးထားတဲ့ဒီ margin လေးတွေရဲ့ရှေ့လေးမှာသူကဒီလိုမျိုးလေးမိခိုးရောင်လေးနဲ့ highlight လေးနဲ့ပြပေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီမှာကျွန်တော်သုံးထားတဲ့ normal လေးကတော့သူက top bottom left right ပေါ့နော်။ဆက်ရွေးရဲ့ကျွန်တော်တို့ဒီ label လေးလမ်းစလုံးမှာသူကတလက်မပက်လေးကိုသုံးထားတာဖြစ်ပါတယ်။ တော့ဒီအောင်မှလည်းပဲထပ်ပြီးတော့မှသုံးလို့ရတဲ့အတိုင်းအတာတွေအများကြီးရှိပါသေးတယ်။ဒါတော့ကျွန်တော် narrow ပေါ့နော်။ပြီးတော့ဒီမှာ moderate ဆိုပြီးရှိသေးတယ်။ပြီးတော့ wide ဆိုပြီးတော့ရှိသေးတယ်။ပြီးတော့ကျွန်တော် mirror ဆိုပြီးရှိသေးတယ်အစာရေးတဲ့မြေဒီမှာအများကြီးရှိပါတယ်ဒီထဲကနေပြီးတော့မှကိုနေတတ်တဲ့အတိုင်းတာကိုကြွားရွေးချက်ပြီးတော့မှအသုံးပြုလို့ရပါတယ်ဒါကျွန်တော်အသင့်ယူပြီးတော့မှသုံးယူပါပဲဥပမာကျွန်တော်ဒီမှာ narrow ဆိုရင်တော့သူက top bottom left right ပေါ့နော်စာရွက်ရဲ့၄ဘက်၄လမ်းစလုံးကိုသူက0.5လက်မအကွာဝေးပြီးရှိပါတယ်တကယ်လို့ကွာဒီ narrow ကိုသုံးချင်တယ်ဆိုပါစို့ လက်ရှိမှာကျွန်တော်သုံးထားတာ normal ဖြစ်တဲ့အတွက်သူက dilemma ပဲလဲမလို့ကျွန်တော်တို့ကဒီမှာ ख्वा စာလေးတွေရိုက်ထားလိုက်တယ်ဒီရိုက်တဲ့စာလေးကကျွန်တော်ကစာရွက်ရဲ့ဘေးအဆုံကနေကတ်ပြီးတော့မှပေါ်လာတာမဟုတ်ပါဘူးစာရွက်ရဲ့ဒီဘက်ဘက်ဘက်အချမ်းကနေပြီးတော့မှစစပေါ်တဲ့ဒီကြားရဲပေါ့နော်ဒီကြားထဲမှာအကွာအဝေးတစ်ခုရှိတယ်ဒါကကျွန်တော်က dilemma ရှိတယ်ပေါ့နော်ဘာကြောင့် dilemma လဲဆိုတော့ကျွန်တော်လက်ရှိမှာယူထားတာက normal ကိုယူထားတာဖြစ်တယ် normal က၄ဘက်၄လမ်းစလုံး dilemma စီဖြစ်တဲ့အတွက်အကွာဒီစာရွက်ရဲ့ဘက်ဘက်ကနေပြီးတော့စစပေါ်တဲ့နေရာဒီလေ dilemma အဲ့လိုပါပဲကျွန်တော်ဒီစာရွက်ရဲ့ထိပ်ပိုင်းကနေပြီးတော့မှဒီမှာစာစာပေါ်တဲ့ဒီကြားထဲရပါတော့ဒီ top ဘက်ပေါ့နော်အပေါ်ဘက်အပေါ်ဘက်မှာလည်းပဲတော့တလက်မှရှိပါတယ်အဲ့လိုပါပဲကိုနေနေစာတွေဆက်ပြီးတော့မှရိုက်သွားမယ်ဆိုရင်လည်းပဲစာရွက်ရဲ့ဒီဘက်ညာဘက်အချမ်းမှာလည်းပဲဒီဘက်စာရွက်ရဲ့အဆုံးထိသွားပြီးတော့ကက်ပြီးတော့မှပေါ်မှာမဟုတ်ပဲနဲ့သူကတလက်မှခွာပြီးမှပေါ်ပြီးမှဖြစ်ပါတယ်။အဲ့လိုမျိုးလေးပဲလေးလံစုံကိုကျွန်တော်ကလောလောဆယ်မှာတလက်မှယူထားတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ကစာလေးတွေကဒီနာလေးကနေစာပြီးတော့မှပေါ်လာတာဖြစ်ပါတယ်။ တကယ်လို့များကွန်နော်မေကိုပြောင်းပြီးတော့မှဒီနော်မေမဟုတ်တော့ပဲတခြားမျိုးကိုပြောင်းပြီးတော့တုံးမယ်ပေါ့နော်အဲကျွန်တော်ကဒီမှာ margin လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ကိုအနေနဲ့ကဒီမှာ narrow ကိုတုံးချင်တယ်ဆိုပါဆို narrow ကတော့သွား0.5လက်မှတ်ပဲလေးရှိပါတယ်ဒါလေးကိုကျွန်တော်တုံးချင်တယ်ဆိုရင်ဒါလေးပေါ်မှာ click တစ်ချက်လေးနှိပ်ပြီးတော့မှ review လိုက်အောင်ပါပဲဒါလေးကိုကျွန်တော် click တစ်ချက်လေးနှိပ်လိုက်ပါတယ်နှိပ်လိုက်တဲ့ခါလေးမှကြည့်လိုက်ပါကျွန်တော်စာလေးကခုနကလည်းမတူတော့ပါဘူး သူကဒီ baby bed လေးကို0.5လက်မှာပဲရှိတော့တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာစာရွက်ရဲ့ဒီဘက်ကအစွန်လေးနဲ့စာစားပေါ်တဲ့ဒီကြားလေးထဲမှာ0.5လက်မှာအကွာဝေးလေးပဲရှိတော့တာကိုတွေ့ရမှာဖြစ်ပါတယ်အလိုပါပဲကျွန်တော်ဒီစာရွက်ရဲ့ထိပ်ပိုင်းလေး top လေးနဲ့စာဒီစာပေါ်တဲ့နေရာလေးပေါ့နော်အဲ့နေရာခြားထဲမှာလည်းပဲ0.5လက်မအကွာဝေးရှိတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကျွန်တော်တို့က margin ကိုလာပြီးတော့ပြောင်းလိုက်ရုံနဲ့စာလေးတွေရဲ့နေရာပုံစံလေးတွေအထားသူလေးတွေကပါဒီကနေ့စာရွက်ပေါ်မှာပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့များကိုအနေနဲ့မာဂျင်လေးထဲမှာကွာဒီမှာ white ပေါ့နော် white ကတော့သူကဒီအပေါ်နဲ့အောက်နဲ့ကိုတော့တက်လက်မရှိတယ်ပြီးတော့ဒီမှာ left နဲ့ right ကိုတော့နှစ်လက်မစီရှိတယ်ပေါ့ကလေးများကိုအနေနဲ့ကြဲကြဲလေးသုံးချင်တာမလို့ဒီ white ကိုသုံးချင်တယ်ဆိုပါဆိုဒါဆိုရင်ကွာဒီမှာ white ကိုကလစ်တစ်ချက်နေပြီးတော့မှရွေးပေးလိုက်ပြီးဒါဆိုရင်တော့သူကဒီမှာဖဲဖဲချမ်းမှာနှစ်လက်မရှိတာမလို့ဒီစားပြက်ရဲ့ဖဲဖဲကနေပြီးတော့မှစားစားပေါ်တဲ့ဒီကြားထဲမှာသူကနှစ်လက်မအကွာဝေးဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ် ပြောသွားတော့ပကနေပြီးတော့မှဒီစာသားပေါ်တဲ့ကြားထဲမှာတော့တက်လက်မှရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတော့ကျွန်တော်ကမာဂျင်ကိုလာပြီးတော့မှပြောင်းလဲလိုက်တာဖြစ်တယ်ပေါ့နော်။မာဂျင်ကိုပြောင်းလဲလိုက်တာနဲ့စာတွေပေါ်တဲ့နေရာတွေစာတွေရဲ့အထာသူလေးတွေကအခုလိုမျိုးတွေကျွန်တော်တို့တွေပြောင်းလဲမှုတွေဖြစ်သွားတယ်ဆိုတော့ကိုတွေ့နိုင်ပါတယ်။ပြီးရင်တော့ကျွန်တော်မာဂျင်ကိုနားလဲသွားပြီဆိုတော့ဒီဘက်က orientation ကိုသွားပါမယ်။ orientation ကကျတော့ကျွန်တော်ဒီဘက်လေးမှာရှိတာဖြစ်ပါတယ်။မာဂျင်ရဲ့ဘေးလေးမှာပဲပေါ့နော်။ orientation မှာကျွန်တော်များလေးနေလိုက်မယ်ဆိုရင်သူမှာရွေးချယ်ကြတာ2မျိုးပဲရှိပါတယ်။သူကတော့ကျွန်တော်ဒီမှာ portrait နဲ့ landscape ဆိုပြီးရှိတယ်။ portrait ကတော့ဒီမှာလည်းသူကပုံလေးနဲ့ပြထားပါတယ်။ကျွန်တော်စာရွက်ကိုအထောင်လိုက်နေတာတိုင်းထားပြီးတော့မှရိုက်ချင်တယ်ဆိုရင်ကျွန်တော်က portrait ကိုတုံးပေးရတာဖြစ်ပါတယ်။ gallery ကိုအနေနဲ့စာရွက်လေးကိုလဲပြီးတော့မှတုံးချင်တယ်ဆိုရင်ကြတော့ဒီမှာ landscape လေးကိုတုံးရတာဖြစ်ပါတယ်။ရှင်းမှလည်းသူဒီမှာပုံလေးနဲ့ပြပေးထားပါတယ်။ gallery များကိုအနေနဲ့လည်းရှင်းမှတုံးတာတော့ portrait ပေါ့နော် portrait မှာသူဒီမှာ selection လေးပြပေးထားတယ်။ ကလေးများကိုရဲ့စာကားပေါ့နော်ဒီလဲပြီးမှရိုက်မယ်အစဉ်ပြေမယ်စာမျိုးဆိုရင်တော့ကျွန်တော်က landscape ကိုတုံးပြရမှာပါအဲကမှကျွန်တော် landscape တုံးမယ်ဆိုရင်ဒီမှာ landscape လေးကိုရွေးချင်တယ်ဆိုရင် click တစ်ချက်လေးနှိပ်ပြီးတော့မှရွေးလိုက်ရုံပါပဲဒါဆိုရင်ကျွန်တော်တို့အောက်ကစာပဲလေးကိုကြည့်လိုက်ပါခုနကလည်းမတူတော့ဘဲနဲ့စာပဲလေးကလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါလေးကိုပို့ပြီးတော့မှတည်တာခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာ zoom လေးပေါ့နော်အောက်မှာ zoom button လေးရှိတယ်နည်းနည်းလေးကျွန်တော်ချုပ်ပြီးတော့မှကြည့်ကြည့်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်စာပဲလေးကအလဲလိုက်လေးဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ် ကလေးကိုအနေနဲ့ထောင်ပြီးတော့မှပြန်ပြီးတော့တုံးကျင်နေဆိုရင်လည်းပဲဒီမှာ orientation မှာနှိပ်လိုက်ပြီးတော့မှကွာထောင်ကျင်နေဆိုရင်တော့ဒီမှာ portrait လေးရှိတယ် portrait လေးမှာကလေးတစ်ချက်နှိပ်ပြီးတော့မှရွေးပေးလိုက်အောင်ပါပဲဒါဆိုရင်တော့ကျွန်တော်စာပဲလေးကအလဲတိုင်းမို့တော့ပဲ ਨੇ portrait သဘောလေးဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကစာပဲကိုလဲမှာလားထောင်မှာလားဆိုတာကိုဒီမှာ orientation လေးမှာလာပြီးတော့မှရွေးပေးရတာဖြစ်ပါတယ်ကျွန်တော်ဒီမှာ zoom လေးကိုနည်းနည်းလေးပြန်ပြီးတော့မှချက်လိုက်ပါမယ်ဟုတ်ပြီဒါတော့ကျွန်တော်တို့ကနံပါတ်1 orientation ပဲဖြစ်ပါတယ် ီးတော့နံပါတ်3ပေးဆိုင်ပေါ့နော်ပေးဆိုင်ကတော့ကျွန်တော်ကစာရွက်ရေးကျွန်တော် site အရွယ်စာကိုသတ်မှတ်တာဖြစ်ပါတယ်ဒါလည်းပဲအရင်ကမှအရေးကြီးပါတယ် ကျွန်တော်စာရီရိုက်တဲ့ခါမှာကျွန်တော်ကစာရီကိုတောက်လျှောက်ကြည့်ရိုက်သွားပြီးတော့မှကျွန်တော်ပေးဆက်တဲ့ကိုချိန်မို့ပါမိနေတတ်တယ်ပေါ့နော်အဲ့လိုခါမျိုးမှာဆိုရင်ကျွန်တော်တို့ကဒီအမြဲတမ်းရိုက်နေကြဆိုဆိုရင်တော့တိတ်ပြီးတော့မှကိစ္စမရှိဘူးအဆင်ပြေတယ်ဆိုပေမဲ့လည်းပဲရုပ်ခုမှစတင်ပြီးတော့လေ့လာနေတဲ့သူတွေဆိုရင်ခါစာရီအလုံးကိုအချောတက်ရိုက်ပြီးသွားတဲ့အခါရောက်မှပေးဆက်တဲ့ကိုလာပြီးတော့မှပြောင်းလဲမယ်ဆိုရင်ကြတော့ကျွန်တော်ကပြန်ပြီးတော့စာရီညှိပေးရတာမျိုးတွေစာရီပြန်ပြီးတော့ပြင်ပေးရတာမျိုးတွေကအမြဲတမ်းကြုံရတတ်ပါတယ်အဲ့ခါမှာအချိန်နေအများကြီးကြာသွားနိုင်ပါတယ်ကျွန်တော်တို့ကိုနေတဲ့စာရီမရိုက်ခင်မှာပေးဆက်တဲ့ကိုအမြဲတမ်းစားပြီးတော့မှပြုလုပ်ထားတဲ့နဲ့ပြင်ဆင်ထားတဲ့ပါတယ်လုပ်ငန်းခွင်အတွက်ကွန်ပျူတာကိုအခြေခံ င်ကနေစတင်ပြီးတော့စနေတကြနဲ့ကျွမ်းကျန်စွာအသုံးပြုနိုင်ဖို့အတွက် Computer Basics Online Class လေးကိုတက်ရောက်နိုင်ပါတယ်။ Computer Basics Online Class လေးမှာတော့ Windows 10အသုံးပြုပုံ၊လုပ်ငန်းတစ်ပယ်တိုင်းမှာအရန်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ Internet Email အသုံးပြုပုံတွေ၊ Software Download and Install အသုံးပြုပုံတွေများစွာအပါအဝင်သင်ခန်းစာဗီဒီယိုပေါင်း120ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအဆင်ပြေစွာနဲ့စနေတကြလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလတင်တဲ့ င်ကြီး9800ကျပ်စာယခုလအတွင်းမှာအထူးတင်နှင်ကြီး4000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်အထူးတင်နှင်ကြီးတွေကရဲကန့်တက်လေးတည်းရှိတာမို့တင်နှင်ကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအလိုပါပဲဒီထဲမှာအရေးကြီးတာဒီမှာနံပါတ်3ဖြစ်တဲ့ပေးဆိုင်ပေါ့နော်ပေးဆိုင်ကလည်းအများအားဖြင့်ကျွန်တော်တို့ကအစတည်းကရွေးပေးထားရင်တော့ပို့ပြီးတော့မှအကောင်းဆုံးဖြစ်ပါတယ်တကယ်လို့များကိုကပေါ့နော်ဒီကိုရဲ့ပရင်တာကနေပြီးတော့မှကိုရဲ့လက်ထက်စာကိုက A4 နဲ့ထုတ်ချင်တယ်ဆိုပါစို့ဒါစင်ကွာအစတည်းကကိုရဲ့စာကြိုက်မရိုက်ခင်ကတည်းကပေါ့နော်ကိုရဲ့စာပဲလေးကိုက A4 စာပဲလေးရွေးပေးထားတတ်ပါတယ် ဒါကြောင့်မို့ကျွန်တော်ကအဲ့လိုမျိုး paper size ကိုတွားပြီးတော့မှရွေးချင်တယ်ဆိုရင်ကြတော့ကျွန်တော်ဒီ paper ရဲ့ group လေးထဲမှာပဲဒီ board လေးမှာကျွန်တော် size ဆိုတာရှိပါတယ်ဒီ size လေးမှာကျွန်တော်နှိပ်လိုက်မယ်ဆိုရင်သူမှလည်းပဲရွေးကြရတယ်အများကြီးကြားလာတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ A4 သုံးချမ်းလား A3 သုံးချမ်းလား A5 သုံးချမ်းလားဒါမှမဟုတ်ရင်ကျွန်တော်ဒီအပေါ်မှာရှိတဲ့ letter တွေတို့ legal တွေတုံးချင်လာပါတော့။ကိုနေတက်တဲ့စာပြုတ်ကိုဒီမှာလာပြီးတော့မှအတင်ရွေးပြီးတော့မှတုံးရုံပါပဲ။လက်ရှိမှာတော့ကျွန်တော်တုံးထားတာကတော့ A4 စာပဲလေးကိုတုံးထားတာဖြစ်ပါလိမ့်။ တကယ်လို့ကိုအနေနဲ့ကကိုရဲ့စာကိုကလီကယ်စာပဲနဲ့ထုံမှအဆင်ပြေမဲ့စာမျိုးဆိုရင်ကျွန်တော်အစားတွေကလီကယ်ကိုရွေးပေးထားပါလီကယ်ကိုပြောင်းလဲပြီးတော့မှသုံးချင်တယ်ဆိုရင်ဒီပေါ်မှာလီကယ်စာလေးရှိရယ်ဒါလေးကိုကျွန်တော်တို့ကလစ်တစ်ချက်နေပြီးတော့မှရွေးလိုက်ရုံပါပဲဒါဆိုကိုရဲ့စာရွက်ရဲ့အရွယ်စာ site လေးကကျွန်တော်ဒီကယ်စာရွက်လေးအလိုလျောက်ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ် ကလေးများခွာ A4 တုံးမှအဆင်ပြေမဲ့စာမျိုးဆိုရင်လည်းပဲကျွန်တော်ဒီမှာစိုင်းမှာသွားနေလိုက်ပြီးတော့မှခွာစာတွေကဒီမှာ A4 လေးကိုကလေးတစ်ချက်နှိပ်ပြီးတော့မှရွေးထားလိုက်ပါ။ဒါဆိုရင်ဒီလိုမျိုးရွေးပြီးမှကိုယ်ကစာရိုက်စာရိုက်ရိုက်လိုက်တယ်ဆိုရင်ကြတော့ကျွန်တော်ကအမားလေးလိုက်ပြီးတော့မပြင်ရတော့ဘူး။စာတွေကိုလိုက်ပြီးတော့မှညှိပေးစရာမလိုတော့ပါဘူး။ဒါတော့ကျွန်တော်ကအရန်ကိုအရေးကြီးတဲ့ပေးစာပဲဖြစ်တယ်ပေါ့နော်။ ဟုတ်ပြီတကယ်လို့များဒီမှာပြထားတဲ့ဒီမှာစာရွက်အမျိုးအစားတွေကတော့အများမျိုးရှိရပါတော့ကလူများကိုတုံးကျင်တဲ့ဆိုင်ကဒီထဲမှာမပါဘူးဆိုပါစို့အတင်းကွာဒီလိုမျိုးဒီ paper size ကိုဒီထက်ပိုပြီးတော့လိုချင်နေဆိုရင်ကြတော့တယောက်လေးမှကျွန်တော်တို့ဒီ mock paper size ဆိုတာလေးရှိပါတယ်ဒီ mock paper size လေးကို click တစ်ချက်နှိပ်လိုက်ပါအဲ့ခါမှာတို့ကဒီလိုမျိုးလေးပေးဆက်ရဲဆိုပြီးတော့မှ dialog box တွေထပ်ပြီးတော့မှကြာလာပါလိမ့်မယ်အဲ့မှာကျွန်တော်ကအလဲကောင်လေးမှဒီမှာ page paper ဆိုရဲလေးကိုသူတစ်ခါလဲရောက်သွားတယ်ပေါ့နော်တယောက်လေးမှ paper size ဆိုပြီးတော့မှရှိတယ်အဲ့ခါမှာကျွန်တော်ဒီဘက်လေးမှညာလေးရှိပါတယ် ဒီညာလေးကိုကျွန်တော်နှစ်ကြည့်လိုက်မယ်ဆိုရင်ဒီမှာ A3 A4 လီကဲအစားရှိတဲ့မြေဒီမှာရွေးကြလေးအများကြီးရှိပါတယ်ဒီမှာလာပြီးတော့မှကိုနေတက်တာကိုထပ်ပြီးတော့မှရွေးလို့ရပါသေးတယ်ကလေးများကိုရွေးချင်တဲ့အတိုင်းတာကဒီထဲမှာမပါသေးဘူးဆိုရင်ကွာကွာကိုအတိုင်းတာကိုတတ်မှတ်ချင်တယ်ဆိုရင်လည်းပဲဒီရောက်ကကွာတီစားရွက်ရဲ့ wood အကျယ်နဲ့ height အမြင်လေးမှလည်းပဲကိုနေနေကကိုနေတက်တဲ့မြေကစတန်နေနဲ့တတ်မှတ်လို့ရပါတယ်ကလေးများကိုနေနေကဥပမာနေနေပေါ့နော်ကွာကိုစိတ်ကြိုက်တတ်မဲ့ချင်တယ်ဒီမှာဥပမာ wood အကျယ်နေရာမှာကွာချီကိုနေနေတိုးသွားလိုက်မယ်ပေါ့နော်ဥပမာကွာ ဒီမှာကိုလက်မလောက်ထားခြင်းနဲ့ဒါတဲ့ကွာကိုလက်မထားလိုက်ပြီအဲကိုကိုလက်မထားလိုက်တဲ့ဟာကိုဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာလေးကိုဒီ preview ဆိုတဲ့နေရာလေးမှာကျွန်တော်ကလာပြီးတော့မှကြည့်လို့ရပါတယ် preview မှာဆိုရင်ကိုယ် server လေးကကိုဒီမှာအတိုင်းအတာလေးပြောင်းလိုက်တာနဲ့စာပြေပုံစံလေးကပါလိုက်ပြီးတော့မှပြောင်းလဲပြီးတော့ပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့မှာလည်းအလိုပဲကိုနေနေကကွာကိုစိတ်ကြိုက်တတ်မဲ့ခြင်းနဲ့ဥပမာကွာ73လက်မလောက်ထားခြင်းနဲ့ဒီမှာကွာဒီမှာ73မရောက်မချင်းနေသွားလိုက်မယ်ပေါ့နော်73ကိုထားလိုက်ထားတဲ့ကွာ73လက်မထားတဲ့ကွာကိုလက်မ73လက်မရှိတဲ့စာပြေဆိုင်ကဒီမှာ preview မှာသူပြပေးပါတယ်ဒီလိုပုံစံကြီးဖြစ်ပါတယ် ာဟုတ်ကိုသဘောကျတယ်ဆိုရင်ဒီမှာ okay ကိုနှိမ့်လိုက်ရုံပဲပေါ့နော်ဒီတာတော့ကကွင်းဝါကိုစိတ်ကြိုက်တက်မှတ်ချင်တယ်ဆိုရင်ဒီမှာလာပြီးတော့မှတက်မှတ်လို့ရတယ်ဆိုတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ကျွန်တော်ဒီမှာ cancel လေးကိုနှိမ့်လိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်ဒီ number 1မှာပြောခဲ့တဲ့ margin ပေါ့နော်။ margin ကလည်းအလိုပါပဲ။ margin မှာကျွန်တော်ဒီမှာတစ်ချက်နှိမ့်လိုက်မယ်ဆိုရင်ဒီမှာအတင်ရွေးလို့ရတဲ့ margin တွေပေးထားပြီးသားပါ။ဒါပေမဲ့ကုသုံးချင်တဲ့ margin ကဒီမှာမပါဘူးပေါ့နော်။ခွက်ကို margin ကိုစိတ်ကြိုက်ပြန်ပြီးတော့မှ custom အနေနဲ့တက်မှတ်ချင်တယ်ဆိုရင်ကြတော့ဒီအောက်လေးမှာကျွန်တော်တို့ custom margin ဆိုတာလေးရှိတယ်။ ဒါလေးကိုတစ်ချက်လေးနေပြလိုက်ပါနေလိုက်တဲ့ခါလေးမှာကျွန်တော်ဒီမှာပြည့်စဲလို့ဆိုပြီးတော့ dialogue box တွေကြာလာပါမယ်အခါမှာသူကဒီပေါ်လေးမှာရှိတဲ့ margin ဆိုတဲ့ကောင်းစင်လေးကိုတစ်ခါတည်းရောက်နေပါလိမ့်မယ်အဲ့မှာလဲကျွန်တော်က margin မှာ top bottom left right ပေါ့နော်ဆက်ရွက်ရည်ဒီဘေးဘက်ဘက်လေး၄ဘက်လေးလမ်းစလုံးကိုကျွန်တော်ကဒီမှာလာပြီးတော့မှကိုစိတ်ကြိုက်လာပြီးသတ်မှတ်လို့ရပါတယ်ကလေးကိုအနေနဲ့ကဒီမှာ top ကိုတလက်မမထားခြင်းဘူးဥပမာက3လက်မထားခြင်းနဲ့ဆိုရင်ဒီထဲမှာက3လို့ရိုက်ထည့်လိုက်ပါမယ် ဒါဆိုရင်ကျွန်တော်တုံးလို့ရိုက်တဲ့ PP ဆိုတာနဲ့ဒီအောက်က preview ဆိုနေရာမှာလာပြီးတော့ကြည့်ကြည့်လိုက်ပါ။ margin ကိုကွာ၃လမ်းမှထားလိုက်ပြီးဖြစ်တဲ့ဆိုတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ၃လမ်းမှအကွာဝေးဖြစ်သွားတော့စာတွေက၃လမ်းမှအကွာရောင်းမှဒီမှာစပြီးတော့ပေါ်လာတဲ့ပုံစံကိုသူ preview မှာပြပေးတာကိုကျွန်တော်တွေတွေ့ရမှာဖြစ်ပါတယ်။ကလေးများကွာ top မှာဥပမာ၃လမ်းမှမဟုတ်ဘူးကွာ၅လမ်းမှပဲထားပါတော့၅ဆိုပြီးရိုက်ထည့်လိုက်တယ်။ဒါဆိုရင်ကြည့်လိုက်ပါ preview မှာသူပြပေးပါတယ်။စာတွေစပေါ်မဲ့နေရာနဲ့စာရွက်ရဟိုးထိပ်ပိုင်းတွေက၅လမ်းမှအကွာကြီးဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါတော့ကိုယ်စိတ်ကြိုက်သတ်မှတ် channel ဆိုရင်ကြတော့ကျွန်တော်ကဒီမှာလာပြီးတော့မှသတ်မှတ်လို့ရတယ်။အလိုပဲကွာ button ကိုပြင်မလာပါဘောနော် left ကိုပြင်မလာ right ကိုပြင်မလာကိုယ်နဲ့သက်သက်တိမျိုးဒီမှာလာပြီးတော့မှစိတ်ကြိုက်အရွယ်စားကိုလာပြီးတော့မှသတ်မှတ်လို့ရပါတယ်။ပြီးတော့ဒီမှာရှိတဲ့ကျွန်တော်ကတားဆိုတာလေးရှိတယ်ဘောနော် ဒီမှာရှိတဲ့ကတာကတာကကျတော့ကျွန်တော်ကပါလဲဆိုတော့ဥပမာအနေနဲ့ကျွန်တော်ကစာရွက်ကိုချုပ်လိုက်ခြင်းနဲ့ဆိုပါဆိုစာရွက်ကိုကျွန်တော်က print ထုတ်ပြီးတော့မှစာအုပ်ချုပ်မှာပဲဖြစ်ဖြစ်စာပေတီကိုချုပ်မှာပဲဖြစ်ဖြစ်လုပ်ခြင်းတဲ့အခါမှာကျွန်တော်ကစာတွေကိုကွယ်မသွားစေဖို့အတွက်ပေါ့နော်စာတွေကိုကျွန်တော်ကချုပ်သားထဲမှာပါမသွားစေဖို့အတွက်ဘီနားမှာနေရာအပိုလေးထားဖို့လိုပါတယ်ချုပ်သားလေးထားမယ်ပေါ့နော်အဲ့လိုမျိုးချုပ်ဖို့အတွက်နေရာအပိုလေးထားခြင်းနဲ့ကျွန်တော်ကဒီမှာကတာမှာလာပြီးတော့မှထားပြလို့ရပါတယ်ဝမကွာစာပဲချုပ်ဖို့အတွက်ဘယ်လိုလောက်ထားခြင်းလဲပေါ့နော်ကျွန်တော်တက်လက်မလောက်ထားခြင်းလဲဆိုဒီမှာကွာတက်လက်မဆိုပြီးရိုက်ထည့်လိုက်ပါမယ် ။ဒါဆိုရင်ဒီမှာကြည့်လိုက်ပါ။ preview နေရာမှာကျွန်တော်တို့ဒီဘက်ကဘယ်ဘက် channel မှာချုပ်ဖို့အတွက်ဆိုပြီးတော့မှနေရာအပိုလေးတက်လမ်းမကိုသူပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ပြော်အဲ့ဒီကတာပိုဇီရှင်ကိုလည်းကွာပြန်ပြီးရွေးလို့ရတယ်လောလောဆယ်မှာကျွန်တော်က left ပေါ့နော်ဘယ်ဘက်ခြမ်းမှာရွေးထားတာဖြစ်ပါတယ်တကယ်လို့များကွာဘယ်ဘက်မှာမထားခြင်းဘူးဆက်ဘက်ကိုအပေါ်ဘက်ကနေချုပ်ခြင်းနေဆိုရင်ကြတော့ဒီမှာကျွန်တော်တို့ဒီကတာပိုဇီရှင်ဆိုလေးရှိတယ် အဲ့မှာကျွန်တော်တို့ကအများလေးကိုနှိမ့်လိုက်မယ်ဆိုရင်သူမှရွေးစရာက left နဲ့ top ဆိုပြီးရှိတယ်။ဘယ်ဘက်မှာ server ကိုချုပ်မှာလားဒါမှမဟုတ်စင် server ကိုအပေါ်ဘက်ကနေချုပ်မှာလားပေါ့။တကယ်လို့ကအပေါ်ကနေချုပ်ချင်တယ်ဆိုရင်ဒီမှာ top ဆိုတာ၄ရှိတယ်။ top လေးကိုပြောင်းပြီးတော့မှရွေးပေးလိုက်ရအောင်ပါပဲ။ဒါဆိုရင်ကိုနေနဲ့ preview မှာလည်းသူပြပေးပါရယ်။ server လေးကိုကျွန်တော်ကအပေါ်ကနေချုပ်ဖို့အတွက်တလမ်းမှအကွာဝေးထားပေးတော့တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတော့ကွာ server ကိုဘယ်လိုချုပ်မှာလဲဆိုတော့ကိုနေရအပေါ်လေးယူချင်တယ်ဆိုရင်တော့ကတား position မှာလာပြီးတော့မှယူလို့ရပါတယ်။ တော့ကျွန်တော်တို့ဒီမှာ number 2မှာသင်ခဲ့ရတဲ့ orientation ကိုလည်းပဲကျွန်တော်ကဒီမှာပေးဆက်တဲ့ဆွဲဒီဘောက်စီမှာလာပြီးတော့မှရွေးလို့ရပါသေးတယ်။အဲမှာကျွန်တော်ဒီအောက်လေးမှာ orientation ဆိုပြီးကောင်းတဲ့အနေနဲ့ထပ်ပြီးတော့မှပါလာတယ်ပေါ့နော်။ဒီမှာ portrait ကိုယူမှာလား landscape ကိုယူမှာလား။လက်ရှိမှာတော့ကျွန်တော်က portrait ကိုတုံးထားတာမလို့ cyber league ကထောင်နေပါတယ်။ကလေးများကိုရဲ့စာကလဲပြီးမှရိုင်းမှအဆင်ပြေမဲ့စာဆိုရင်ဒီနေရာရောက်မှကွာလာပြီးပြင်လို့ရတယ်။ကလေးများကိုအနေနဲ့ဒီဘက်က box တွေမှာဒီ orientation မှာမပြင်ခဲ့ရဘူးဆိုရင်လည်းကိစ္စမရှိပါဘူး။ဒီမှာလာပြီးတော့ပြင်လို့ရသေးတယ်ပေါ့နော်။ ခွန် landscape ကိုပြင်ကျင်နေတဲ့ဒီမှာ landscape လေးကိုရွေးပေးလိုက်ရုံပဲကိုနင်းလိုက်ပြီဆိုတာနဲ့ဒီမှာ preview မှာလည်းသူပြပေးပါတယ် server လေးကအခုလိုမျိုးလေးလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီလိုပုံစံကိုကွာ orientation နေအပေါ် margin နေလေးကိုစိတ်ကြိုက်တက်မှတ်ပြီးသွားပြီဒီပုံစံကွာတည်ချသွားပြီ gather တွေလည်းတက်မှတ်ပြီးသွားပြီဒီပုံစံတိုင်းကွာလိုတော့လိုချင်တယ် print ထုတ်တော့မယ်ဆိုရင်ကျွန်တော်ကတယောက်လေးမှာ okay ကိုနေပြီးတော့မှ confirm လုပ်လို့ရပါတယ်လက်ရှိမှာတော့ကျွန်တော်ဒီပုံစံကိုအစမ်းလောက်ပြပေးတာဖြစ်တဲ့အတွက်ဒီမှာ cancel လေးကိုပဲတစ်ချက်လေးနှိပ်လိုက်ပါမယ် ဒါဆိုရင်ကျွန်တော်ဒီမှာအမှန်ချင်ကနေပြီးတော့မှပေးစိုက်ဒီအားလုံးကိုနားလည်သွားပြီပေါ့နော် လုပ်ငန်းခွင်အတွက် Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့်ထိကျွမ်းကျင်စွာအသုံးပြုလုပ်သူများအတွက် Microsoft Word Special Class လေးကိုတင်ရောက်နိုင်ပါတယ်။ယခုသင်တန်းလေးမှာ Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့် level ထိ Unit 6ခုဖြင့်စနစ်တကျသင်ကြားလေ့လာရမှာဖြစ်ပါတယ်။လုပ်ငန်းခွင်မှာကျွမ်းကျင်စွာအသုံးပြုနိုင်အောင်စနစ်တကျသင်ကြားပေးထားတဲ့သင်တန်းလေးဖြစ်ပါတယ်။သင်ကြားရမယ့်ပုံစံလေးကတော့ Facebook Private Group နဲ့ Telegram Channel တို့မှာသင်ခန်းစာဗီဒီယိုပေါင်း90ကျော်ကိုစနစ်တကျလေ့လာရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး6900ကျပ်အစား ကူလာအတွင်မှာအထူးတင်နှင်းကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်နှင်းကြီးတွေကရဲကန်းတက်လေးတဲ့ရှိတာမို့တင်နှင်းကိုအမြဲတမ်းတရောက်ဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ပြန်တော့ကျွန်တော်နောက်ဆုံးတစ်ခုဖြစ်တဲ့ print ဖြစ်ပါတယ်ကျွန်တော်စာပေကိုကွာနှစ်သက်သလိုမျိုး margin နဲ့ orientation နဲ့ page size တွေဒီမှာအကုန်လုံးပြင်ဆင်ပြီးသွားပြီဒါကျွန်တော်နောက်ဆုံးပိတ်အနေနဲ့ကျွန်တော်က print ထုတ်တော့မယ်ပေါ့ print ထုတ်ဖို့အတွက်ကတော့ဘယ်လိုထုတ်ရမလဲဆိုတော့ကျွန်တော်ဒီဘက်က file ဆိုတဲ့ tab လေးရှိတယ်ဒီ file tab လေးကိုတစ်ချက်နှိပ်လိုက်ပါမယ် ီးတော့ print ထုတ်ဖို့အတွက်တရားလေးမှာ print ဆိုလေးရှိပါတယ် print လေးကိုတစ်ချက်လေးနေပြလိုက်ပါနေလိုက်ပြီးသားနဲ့ကိုယ့်ရဲ့ server လေးကဒီမှာ preview အနေနဲ့သူပြပေးလိမ့်မယ်ပြတီအောင်လေးမှာလည်းပဲဆက်ရွယ်စုစုပေါင်းဘလောက်ဆိုတော့သူပြပေးပါလိမ့်မယ်။ကျွန်တော်ကတော့ဥပမာအနေနဲ့တရွယ်ပဲရှိတာမလို့ဒီမှာ1ဆိုပြီးတော့မှပြပေးတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကို print ထုတ်ဖို့အတွက်လုံးဝ ready ဖြစ်သွားပြီ။လုံးဝဒါအချောတက်ပဲ print ထုတ်တော့မယ်ဆိုရင်ကြတော့ကျွန်တော်ဒီပေါ်မှာ print ဆိုတာလေးရှိရယ်ပေါ့နော်။ဒါလေးကိုတစ်ချက်နှိမ့်လိုက်ရုံပါပဲ။ဒါကြောင့်ကိုယ့်ရဲ့ server လေးက print ထွက်လာမှာဖြစ်ပါတယ်။ အဲ့ခါမှကျွန်တော်ကဒီမှာ print ထုတ်တဲ့ခါလေးမှာဒီအောက်လေးမှာလည်းပဲကျွန်တော်ကဒီမှာ box လေးတွေရှိတယ်။ဒီ box လေးတွေကဘာလေးလဲဆိုတော့ခုနကကျွန်တော်လေ့လာခဲ့ရတဲ့ margin တို့ orientation တို့ပေါ့နော် paper size တို့ဒါတွေအားလုံးကိုဒီနေရာမှာလဲ print ဆိုတဲ့ဒီနေရာမှာလဲကျွန်တော်ကလာပြင်လို့ရတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။တကယ်လို့များကွာခုနကမူလနေရာမှာပေါ့နော်ကိုနေတဲ့ကဒီမှာ margin တွေတို့ဒီမှာ orientation တွေတို့ပေါ့နော်ဒီဘက်က page size တွေကိုကမပြင်ဆင်ခဲ့ရအောင်ဆိုပါစို့။အဲ့ခါမှာကွာ print ထုတ်ဖို့တည်းလဲရောက်နေပြီ။ဥပမာကွာ print ထုတ်ဖို့တည်းဒီနေရာကိုရောက်သွားပြီပေါ့နော်။ ဖန်ကုန်သားပြီးကွာ print ကိုရောက်သွားပြီဒီနေရာရောက်ခံမှာကွာပြန်ပြီးတော့မှပြင်ကျင်နေဆိုရင်ကျွန်တော်ကပြန်ပြီးတော့လည်းအချိန်မီပြန်ပြီးတော့ပြင်လို့ရတယ်ဟုတ်ပြီဒီနေရာကမှပြန်ပြင်ဖို့ဆိုရပြီးကွာနောက်ပြန်သွားပြီးတော့မှထွက်ကြရမလို့ဘူးပေါ့နော်ဒီ print ဆိုတဲ့နေရာမှာပဲလာပြီးတော့ပြင်လို့ရတယ်အကောင်ကွာ margin ကိုပြင်ကျင်နေဆိုပါဆိုအဲ့မှာ margin ကိုပြင်ဖို့အတွက်ကျွန်တော်ဒီမှာ margin ဆိုလေးရှိတယ် point margin ဆိုလိရှိရပေါ့နော်အဲ့ဒီ margin မှာကျွန်တော်ဒီမှာနှိပ်လိုက်မယ်ဆိုရင်ခုနကကျွန်တော်တွေ့ရတဲ့ margin မျိုးစားအားလုံးကိုပြန်ပြီးတော့မှပြပေးပါလိမ့်မယ်လက်ရှိမှာတုံထတာကျွန်တော်က white ဖြစ်ပါတယ် လေများကိုနေတဲ့က white ကြီးကိုကွာတဲ့ပုံမှာကြာဘူးကိုထုတ်ချင်တာကဥပမာ normal နဲ့ပဲပြောင်းပြီးထုတ်ချင်တယ်ဆိုပါစို့အခါရောက်မှကွာပြောင်းပြီးပြောင်းလို့ရတယ်ဒီမှာ margin မှာနှိပ်လိုက်ပြီးတော့မှကိုသုံးချင်တာက normal ဆိုရင်ဒီမှာ normal လေးကို click တစ်ချက်နှိပ်ပြီးတော့မှရွေးပြလိုက်ရအောင်ပါပဲဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်ရဲ့ paper လေးရဲ့ margin ပုံစံလေးစာရည်ရဲ့ပုံစံလေးကလည်းပဲဒီကနေ့နဲ့ပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ဟုတ်ပြီအလိုပါပဲကျွန်တော်က paper size ကိုလည်းပဲအရှိမမပြောင်းခဲ့ရဘူးဒီမှာလာပြီးတော့မှပြောင်းကျင်တယ်ဆိုရင်လည်းရတယ်အဲ့ခါမှကျွန်တော်ကလက်ရှိမှာ A4 ကိုတုံးတာတယ် A4 ကိုကွာမတုံးချင်ဘူးဥပမာကွာ letter size ပဲနဲ့ထုတ်ချင်တယ်ဆိုပါစို့ဒါစင်ကွာဒီမှာအပေါ်လေးမှာ A4 ဆိုပြီးတော့ paper size လေးရှိတယ်ဒီမှာများလေးရှိတယ်များလေးကိုတစ်ချက်နှိမ့်လိုက်ပြီးဆိုတာနဲ့ paper size တွေအများကြီးကျလာလိမ့်မယ်အဲ့ဒီကနေပြီးတော့မှကိုတုံးချင်တာက letter size ပဲဆိုရင်ဒီပေါ်ဆုံးမှာ letter size ပဲလေးရှိပါတယ်။ click တစ်ချက်လေးနေပြီးတော့မှရွှေ့ပြလိုက်အောင်ပါပဲ။ဒါဆိုရင်ကိုရဲ့ size ပဲလေးက A4 size ပဲလေးကနေပြီးတော့မှ letter size ပဲဖြစ်နေပြောင်းလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ယ်လို့များကိုနေနဲ့ကိုသုံးညင်းနဲ့ဆက်ဖက်ကဒီမှာနှိပ်ကြည့်လိုက်တဲ့အခါမှာဒီမှာမပေါ်သေးဘူးဆိုရင်လည်းပဲပြပါ site ကိုထပ်ပြီးတော့အများကြီးလိုချင်သေးတယ်ဆိုရင်တယောက်လေးမှကျွန်တော်တို့မော်ပြပါ site ဆိုလည်းရှိရပါတော့ဒါလေးကိုကျွန်တော်ကနှိပ်လိုက်မယ်ဆိုရင်လည်းပဲပြည့်စက်တဲ့ box တွေကဒီမှာထပ်ပြီးတော့မှကြာလာမှာဖြစ်ပါတယ်အဲ့ခါမှလည်းပဲကွာဒီမှာ paper site ကိုကိုနေတဲ့သူတွေမျိုး custom သတ်မှတ်ခြင်းနဲ့ဆိုဒီမှာလာပြီးတော့မှစိတ်ကြိုက် width height တွေကိုလာပြီးသတ်မှတ်လို့ရပါတယ်ပြီးတော့ဒီဘက်လေးမှာကျွန်တော်က margin ကိုတစ်ချက်နှိမ့်လိုက်ပြီးတော့လည်းပဲ margin မှာလည်းကိုစိတ်ကြိုက်လာပြီးတော့သတ်မှတ်လို့ရတယ် ပြီးတော့ဒီရောက်မှကျွန်တော်က orientation ကိုပြောင်းနေတယ်ဆိုလည်းဒီရောက်မှလာပြီးကျွန်တော် orientation ကိုလာပြီးတော့မှပြောင်းလဲလို့ရပါတယ်ပြီးပြီးဆိုရင်ကိုပြောင်းလဲတာဒီအလုံးက confirm ဖြစ်သွားပြီဒါကိုကသဘောကျသွားပြီဒီတိုင်းထုတ်တော်မယ်ဆိုရင်ဒီမှာ okay လေးကိုနေပြရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော် cancel လေးကိုပဲနေလိုက်ပါမယ်ဟုတ်ပြီဒါကတော့ကျွန်တော် paper site ပေါ့နော်လိုပဲကွာလက်ရှိမှာ service ကိုထောင်ထားတာဖြစ်တယ်။ဒါကိုကွာပြန်ပြီးတော့မှဒီအောင်မှလဲကျင်တယ်ပေါ့။ဒါဆိုရင်လည်းရပါတယ်။ print ထုတ်ကန်ဒီမှာကွာလဲကျင်တယ်ဆိုရင်လည်းပဲဒီအပေါ်လေးမှာ orientation ဆိုတာလေးရှိတယ်။ ဒါလေးကိုကျွန်တော်တစ်ချက်နှိမ့်လိုက်မယ်ဆိုရင်ဒီမှာ portrait orientation ရှိမယ် landscape orientation ရှိပါမယ်။ကွာလဲပြီးတော့မှထုတ်ချင်တယ်ဆိုရင်ကြာတော့ဒီမှာ landscape လေးကိုကွာရွှေ့ပေးလိုက်ရုံပါပဲ။ဒါဆိုရင်ကိုယ့်ရဲ့စာပေလေးကလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဒီအလုံးသဘောကျသွားပြီဆိုရင်ဒီပေါ်လေးမှာ copy ဆွဲနေရလေးရှိတယ်။ဘယ်နဲ့ဆုံးထုတ်မှာလဲပေါ့နော်။ကိုနေနဲ့၅ဆုံးထုတ်မယ်ဆိုရင်ဒီထဲမှာ၅လို့ရိုက်ထည့်ပါ။၃ဆုံးထုတ်မယ်ဆိုရင်ဒီမှာ၃လို့ရိုက်ထည့်ပါ။ကိုလိုချင်သလားရိုက်ထည့်ပြီးသွားတာနဲ့ဒီမှာ print စာလေးကိုနှိမ့်လိုက်ရုံပါပဲ။ ဒါဆိုရင်ကိုအနေနဲ့တယောက်လေးမှာ printer ဆွဲနေရမှာကိုချိတ်ဆက်ထားတဲ့ printer ကနေပြီးတော့မှကိုရဲ့ server လေးကြီးစတင်ပြီးတော့မှ print ထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါလည်းကတော့ကျွန်တော်တို့ကဒီ print ထုတ်တဲ့အပိုင်းလေးဖြစ်ပါတယ်။အဲ့ခါမှာကျွန်တော်ကဒီမှာရှိရဲပေါ့နော်ဒီ paper site တွေတို့ orientation တွေတို့မှာကျွန်တော်တို့တနေရာထဲမှာစုံလင်းသွားနဲ့ပြင်ချင်တယ်ပေါ့ဒီကွင်းချင်းတွေလိုက်ပြီးတော့မပြင်ချင်ဘူးဆိုပါဆိုဒါတင်ကျွန်တော်ကဘယ်လိုလုပ်လို့ရလဲဆိုတော့တယောက်လေးမှာပေးဆက်တယ်ဆိုပြီးတော့လည်းထပ်ပြီးတော့ရှိသေးတယ်ဒါလေးကိုကျွန်တော်တစ်ချက်နှိမ့်လိုက်ရုံပါပဲ င်းလိုက်ပြီးဆိုရင်တော့ဒီမှာ pay setter ဆိုပြီး dialog box ကြီးကြာလာမယ်။အဲ့ခါမှာကျွန်တော်ပြင်ချင်တဲ့ margin ကိုပြင်ချင်နေဆိုရင် margin ကိုသွားလိုက်မယ်ဆိုရင် margin မှာလာပြီးတော့ဒီမှာပြင်လို့ရမယ်။ပြီးတော့ margin ထဲမှာပဲအောက်မှာကျွန်တော် orientation ကိုလည်းတစ်ခါတည်းပြင်လို့ရပါတယ်။ပြောကိုအနေနဲ့ paper ကိုပါပြင်ကျင်နေဆိုရင်ဒီမှာ paper လေးကိုတွားလိုက်တဲ့အခါမှာ paper ကိုလည်းလာပြီးတော့မှရွေးချယ်လို့ရတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဒီအားလုံးကိုကိုယ်သဘောကျသွားပြီဆိုရင် okay လေးကိုနှိပ်ပြလိုက်ရအောင်ပါပဲ။ဒါတော့ကျွန်တော်က paper ထဲအကြောင်းလေးပဲဖြစ်ပါတယ်။ ဟုတ်ပြီဒါဆိုကျွန်တော်ဒီသင်ခန်းစာလေးမှာအဓိကလေ့လာခဲ့ရတာကကြတော့ Microsoft Word မှာရန်ကုန်မှာအရေးပါတယ်ပေးစတဲ့အကြောင်းလေးကိုလေ့လာခဲ့ရတာဖြစ်ပါတယ်ဒီသင်ခန်းစာလေးက Microsoft ရဲ့လုပ်ငန်းခွင်တွေကြိုးရှိမယ်လို့ယုံကြည်ပါတယ်သင်ခန်းစာလေးကကြိုးရှိတဲ့ဆိုရင် video လေးကို like လေးနှိပ်ခဲ့ပေးပါ comment လေးမှာလည်းကြည့်ခဲ့ပေးပါခင်ဗျာကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပေးပါဒီသင်ခန်းစာလေးမှာနားမလဲတာမရှင်းတာရှိမယ်ဆိုရင် comment လေးမှာရေးခဲ့လို့ရပါတယ်နောက်ထပ်သင်ကြားပေးသင့်တဲ့သင်ခန်းစာလေးတွေသိချင်တဲ့မျိုးကုန်လေးတွေရှိမယ်ဆိုရင် comment လေးမှာမေးခဲ့ပေးပါကျွန်တော်ပြန်ပြီးတော့မှဖြစ်ကြပေးသွားပါမယ် ထားတဲ့သင်ခန်းစာတွေမှာကျွန်တော်ပြန်လည်ပြီးတော့ဆုံးတွေ့ကြပါမယ်ခင်ဗျာဒါပြည့်စုံတဲ့နေ့ရက်လေးကိုမြင်တဲ့ဒါပရပိုင်ဆိုင်နေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ